ရန်ကုန်လေသိမ်းမှာ travel history မရှိဘဲပထမဆုံးအကြိမ်ပြပထွက်ခွာတဲ့လူငယ်တွေကို VIP pass လမ်းကြောင်းဆိုကငွေကျပ်သိန်း40 50အထိပေးနေရတယ်လို့ကိုရိုင်းကျုံတွေ့ရသူတွေကပြောပါတယ်။ဇွဲတဲ့သတင်းပေးပို့ထားတာပါရှင်။ရန်ကုန်ပြပဆိုင်ရာလေသိမ်းကနေပြပထွက်ခွာတဲ့လူငယ်တွေကိုပြပခီးသွားဖို့တဲ့မှတ်တမ်း travel history မရှိဘဲပထမဆုံးအကြိမ်ခီးသွားတယ်ဆိုရင်လေသိမ်းဝန်ထမ်းနဲ့ရဲတွေပေါင်းပြီး VIP pass လမ်းကြောင်းဆိုကာ သိန်း40 50အထိငွေညစ်တောင်းခံနေတယ်လို့ကိုရိုင်းကျောင်းသားတွေစီကနေသိရပါဗါးအာဏာသိမ်းစစ်ကောင်စားကစစ်မှုထမ်းဥပဒေပြန်အတည်ပြုပြဋ္ဌာန်းပြီးတဲ့နောက်လူငယ်တွေပြည်ပထွက်ခွာတာကိုစီစစ်တင်းကျပ်နေတယ်လို့လေးစိတ်မှရှိတဲ့အရာရှိတွေနဲ့လေးစိတ်ဝန်ထမ်းရဲတွေက VIP service ဆိုကလူငယ်တွေကိုအဓိကပြစ်မှတ်ထားနေတာဖြစ်ပါတယ်ပါစပို့က travel history မရှိလို့ first time မို့ ရစ်တာလည်းဖြစ်မယ်။နင်တို့သွားချင်တိုင်းသွားလို့မရဘူးဆိုပြီးတော့အဲ့လိုပြောတယ်။သူရဲ့ passport တိုင်တယ် passport ကိုပြီးတော့နံပါတ်တွေမှတ်ခဲ့တယ်။အဲ့လိုမျိုးကြောက်ခဲ့ရပါတော့။အောက်ကလေးစိတ်ရဲဝန်ထမ်းလေးရဲဝန်ထမ်းတွေတွေ့တော့သူကပြောတယ်ပွဲစားတွေပိုင်းညာရင်ရှိရရှိတယ်။အဲ့လိုရတယ် BNB pass ယူလို့ရတယ်အဲ့လိုပြောတယ်အဲ့ဒါနောက်တစ်နေ့ကျတော့ကျွန်တော်ပြန် try ပြီးတော့ BNB pass ကိုယူခဲ့တယ် BNB pass ကိုယူတော့လေးစိတ်နာဟိုတယ်မှာပဲတဲခဲ့တယ်ဟိုတယ်မှာလာကြိုတယ်ပွဲစားကားပေါ်ရောက်တော့သူက30 40တခါတည်းတောင်းတယ် ကျွန်တော်ကကြတော့ညီမငွေမရှိတော့ဒေါ်လာပဲ၄၀လုံးပေးခဲ့တယ်အဲအဲ့နဲ့သူတို့လိမ့်ဆက်ရောက်တော့လိမ့်ဆက်မှာလိုက်ပို့တယ်ခက်ခွက်ခွာပဲလိုက်ပို့တာပေါ့နော်အဲအပေါ်ထိရောက်တယ်ဆက်ချင်းနေနေမှာဘာမှကိုဖြေစရာမလိုဘူးပြခဲ့တဲ့အော်ဂိုလာနဲ့စတေမာလာအတွင်းကလည်းရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်ကနေထိုင်းနိုင်ငံထိုင်းကတဆင့်အခြားနိုင်ငံတွေစီကိုခီးသွားမဲ့လူငယ်တချို့ကိုခီးသွားစာရွက်စာတမ်း၊ဗီဇာ၊ငွေကြေးအပြည့်စုံရှိပေမဲ့ပြပပေးမထွက်ပဲလှည့်ပြန်ခိုင်းတယ်လို့သိရပါဗျ။ ဒါအပြင်စစ်တလောက်ခံလို့မောင်းဝင်ဌာနက PJ အလောက်ကန် passport နဲ့အသက်16နှစ်ကနေ35နှစ်တွေအမျိုးသားတွေပြည်ပထွက်ခွာခွင့်ပိတ်ထားပြီးအမျိုးသမီးတွေဆိုရင်လည်းအရှေ့လက်ပိုင်းနိုင်ငံတွေစီ UAE, Oman စတဲ့နိုင်ငံတွေကိုတွားရောက်ခွင့်တင်းကျပ်ကန့်သတ်နေပါတယ်။နောက်ထပ်ကြုံရသူတို့ပြောပြတာကို DPP သတင်းထောက်ကအထံအစားထိုးပြောပြပေးမှာပါ။လေစိတ်မာကအဖွဲပေါင်း3လေးဖွဲရှိတယ်။အခုကနီးမျိုးစုံနဲ့ရစ်နေတာ။ ပြီးတော့လင်းတက်ခွင့်မရအောင်လဲအเจ้าမျိုးမျိုးပြပြီးတော့လှုပ်ရှားနေကြတာပြီးရင်သူတို့အချင်းချင်းစီကပဲလက်တို့ပြီးတော့ VMB လမ်းကြောင်းရှိတယ်အဲ့အနယ်သွားရင်အရင်မခံရဘူးအဲ့ဒီလမ်းကြောင်းကနေလာရင်အဆင်ပြေတယ်ဆိုပြီးပဲတွန်းပို့နေတာမဖြစ်မနေသွားဖို့စီစဉ်ထားတဲ့သူတွေကြတော့လေဟိုတယ်ဘိုကင်းလင်းလက်မှတ်တွေအဆုံးမခံချင်တော့သူတို့ရဲ့ VIP pass ကိုပဲတိန်30 40ပေးပြီးတော့သွားနေရတာပါပဲဒီစိတ်ကရဲနဲ့ဝင်နှန်းတွေအနာပိုင်တွေအကုန်လုံးပေါင်းပြီးတော့ဝေစားမြစားလှုပ်ရှားနေကြတာ။ လက်တော်လောမှာတော့ရန်ကုန်ပြည်ပြည်ဆိုင်ရာလေးစိတ်မှာလေးစိတ်ရဲနဲ့လဘကဝန်ထမ်းတွေပူးပေါင်းပြီးပွဲစားတွေကတဆင့် VIP လမ်းကြောင်းကိုစစ်တပ်နဲ့နှိဆက်သူတွေကအ धिक ချိတ်ဆက်လုပ်ကင်နေကြတယ်လို့နှိဆက်သူတွေစီကနေသိရပါဗျ။စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းနိုင်ငံရေးမတည်ငြိမ်တာစီးပွားရေးကျဆင်းတာနဲ့အလုပ်ကင်ရှပ်ပါတာတွေကြောင့်ပြည်ပထွက်အလုပ်လုပ်ကင်သူပုံများလာပြီးထိုင်း၊စင်ကာပူ၊မလေးရှား၊တောင်ကိုရီးယား၊ဂျပန်နဲ့ UAE နိုင်ငံတွေကိုအများဆုံးသွားရအလုပ်လုပ်ကင်ကြတယ်လို့သိရပါဗျခင်ဗျာ။ 就那说对吧？